့ယေရှုခရစ်တော်ကဘာပြောလဲဆိုလို့ရှင်လွတ်ချက်အကြောင်းကိုသူပေးခြင်းတယ်အာမင်စိတ်မသာညှိတွားရကာလကိုသင်ရဲ့အတ္တထဲမှာကုံလွန်သွားစေခြင်းတယ်သင်ရဲ့အတ္တထဲမှာရှိနေတဲ့ဝမ်းနေခြင်းအလုံးကိုဝမ်းမြောက်ခြင်းပေါင်းတရဖူးနဲ့သင်ကိုပြန်လဲဆောင်းပေးခြင်းနဲ့ဖယောင်းရှင်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကိုယ့်ရဲ့အရှိရှိတိုင်းဘုရားသခင်စီကိုလာဖို့ရန်အတွက်ကျွန်တော်တို့ဆုံးဖြတ်ချက်ချပါဒီလိုပဲကျမတို့နှလုံးသားတန်ရာကိုအပြင်းမရှိတဲ့ဆေးဆံဝင်တွေကမကုပေးနိုင်ဘူး စိတ်ပိုင်းဆိုင်ရာမှာအယံကိုတော်တက်နေတဲ့ဆရာဝန်တွေကလည်းလာမကုပေးနိုင်ဘူးကုပေးနိုင်တဲ့သူကနှုတ်ကပတ်တော်ထဲမှာဖော်ပြထားတဲ့အတိုင်းပဲဟာလေလုယကျွန်တော်တို့ကိုးကွယ်တဲ့ကောင်းမြတ်ဆုံးသောယေရှုခရစ်တော်တပါးတဲ့ကသာလေကျွန်တော်ရဲ့အနာကိုစီးပေးနိုင်တဲ့သူကျမ်းမာစေတဲ့သူကျွန်တော်တို့မျက်ရည်ကိုတုပ်ပေးနိုင်တဲ့အရှင်ဖြစ်တယ်တချို့သောသူတွေကဘာအပြစ်မှမရှိပဲညှင်းပယ်ခံရတာရှိပေမဲ့တချို့သောသူတွေကကိုယ့်အပြစ်ကြောင့်ကိုညှင်းပယ်ခံရတာလည်းရှိတယ် နောက်ကဘတော်ထဲမှာပြန်ကြည့်လိုက်မယ်ဆိုဓမ္မရာဆိုရင်ဒုတိယစာဆောင်ထဲမှာဒါဝိအကြောင်းကိုရေးထားတယ်။ဒါဝိဟာဥရိယရဲ့မယားဘာသရှိပောင်းကိုတွားပြီးတော့တင်ပိုက်ပြီးတော့ဥရိယကိုတတ်လိုက်တဲ့ကိစ္စမှာပရောဖက်နာသန်အားဖြင့်ဘုရားခင်ကဒါဝိကိုစကားပြောတယ်။ထာဝရဘုရားရဲ့စီရင်ခြင်းလာပြီ။ဘုရားရဲ့တန်ခတ်ခြင်းလာပြီ။အဲ့တော့နားလည်ရမယ့်အရာတစ်ခုကလေဘုရားသခင်ကချက်ချင်းမြတ်တာအရှင်ဖြစ်တယ်။တစ်ဖက်မှာလည်းဖြောင့်မတ်တဲ့တရားသူကြီးဖြစ်တယ်ဆိုတာမမေ့စေချင်ဘူး။အပြစ်လောက်လို့ရှင်ချက်ချင်းမြတ်တာဆိုပြီးတော့ ဒီတိုင်းပဲဘုရားကရှော်ပေးလိုက်မှာမဟုတ်ဘူးနော်ချစ်တဲ့သူကိုဘုရားကဒဏ်ခတ်တယ်တဲ့ဆုံးမတယ်တဲ့အဲ့ဒါကျမတို့ကိုးကွယ်တယ်ဘုရားရှင်ပဲအဲ့ညံပယ်ခံရတဲ့အခါမှာတခါတလေကိုယ့်ရဲ့အပြစ်ကြောင့်ညံပယ်ခံရတဲ့အခြေအနေစရာကြုံရတယ်အခုဒါဝိအဲ့လိုအပြစ်လောက်တဲ့အခါမှာဘုရားကဘာလုပ်မယ်လို့ပြောတယ်လေဆိုရင်ဘာသရှိဘနဲ့သူနဲ့မှားရင်းပြီးတော့မှရထားတဲ့ကလေးကိုဘုရားခင်ကစတင်ပြီးတော့သူ့သူ့ရဲ့အပြစ်ကြောင့်လို့ဒဏ်ခတ်လိုက်တယ်နော် ာတဲ့အခါမှာနော်သေလူအဆဲဆဲဖြစ်နေတဲ့အခါမှာ तू ဘာလုပ်လဲဆိုတော့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာတိုးဝင်နေတဲ့အစာရှောင်တယ်ကျွန်တော်တို့အားလုံးအစာရှောင်ခြင်းအကြောင်းအရာကိုလေ့လာခဲ့ပြီးအစာရှောင်တယ်ဆိုတဲ့အခါမှာဘာလုပ်ကြလဲကိုယ့်ရဲ့အပြစ်တွေအားလုံးကိုဖခင်ရဲ့အရှင်မှာဝန်ချတောင်းပန်ကြတယ် right အဲ့တော့ဒါဝိဒ်ကလည်းအစာရှောင်ဆုတောင်းပြီးတော့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာ shorty ဝတ်ကိုဝတ်ပြီးတော့ तू အစာမစားဘဲနဲ့ရက်ပေါင်းများစွာနေတယ်ခုနှစ်ရက်မြောက်တဲ့အချိန်မှာဘသူသေဆုံးသွားလဲသူ့ရဲ့တားငယ်လေးသေဆုံးသွားတယ်ဖခင်ကသူ့ရဲ့ဆုတောင်းတဲ့ကိုနားထောင်လား ငင်းပယ်လာငင်းတယ်အဲ့လိုငင်းပယ်ခံလိုက်ရတဲ့အခါမှာဒါဝိကတော့သူ့ရဲ့သားတင်ပြီးဆိုတဲ့အရာကိုသူ့ရဲ့မူးမက်တွေကတဆင့်လာပြောလို့သိတာမဟုတ်ဘူးသူတို့တီးတိုးပြောနေတဲ့စကားအတန်ကိုကြားတဲ့အတွက်ကြောင့်မလို့ချက်ချင်းသိလဲသိရောဒါဝိဘာလို့လဲသိလားချက်ချင်းပဲတဲ့ရေချိုးတယ်ခေါင်းလျှော်တယ်ဖိလိုက်တယ် short တဲ့ဝတ်ကမဟုတ်တော့ဘဲနဲ့တန်ရှင်းတဲ့ဝတ်ကိုဝတ်ပြီးတော့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာဖခင်တခင်ကိုကိုးကွယ်တဲ့ချက်ချင်းပြန်ထားတယ်ချက်ချင်းပြန်ထားပြီးတော့မှသူပါလို့လဲဆိုရင် ငါ့အတွက်စားစရာတွေကိုပြင်ဆင်ကြပါဆိုပြီးတော့ခါတယ်ပြင်ဆင်ခိုင်းလိုက်တယ်အဲ့တော့ဒီမှာဘာနားလဲရလဲဆိုရင်ဒါဝိအဖေကျမတင်လိုက်ရတဲ့အရာပေါ့ညင်းပယ်ခံရတဲ့အချိန်ရောက်လာပြီဆိုအမြဲတမ်းအဲ့ဒီနေရာမှာငုတ်တုတ်လေးထိုင်ပြီးတော့ပြိုလဲနေဝင်တဲ့အလိုမရှိဘူးဘုရားသခင်ကညင်းပယ်ခံရတဲ့အချိန်တွေရောက်လာပြီဆိုချက်ချင်းပြန်ထတတ်ပွင့်တယ်လို့အပ်တယ်ဖြောင်းမတော်သူကခုနှစ်ချိန်လဲတော့လဲပြန်ထမယ်မှန်ပါတယ်ကျမတို့ကိုညင်းစင်းမဲ့အရာတွေရှိနေတယ်ကျမတို့ကိုတော့ခက်ခဲစေမဲ့အချိန်တွေဆိုတာရှိနေတယ် 做到底的不要紧，哎，你来表现的嘛，等我一年嘞，叫休息的不要抹布，变差不多了等我表现啊，路钱嘞，变差不多了，省你们学费啦。